တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စိုင်းစရာပန်းတနော်ဝင်းသိမ့်ရဲ့နွားတိုက်ပွဲဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်အဘအမျက်တနိုးရှိလာသောကံကောင်းသည်ချင်းရင်းဘက်အဖီတွင်စောက်ထားသည် ကျိတ်ဆုံလက်တန်းပေါ်မှနေ၍နီရဲသော တောင်မန်နှစ်ဖက်ကိုခက်ပြင်းပြင်းရိုက်ခတ်လိုက်ပြီးနောက်အာဘဒရတွန်လိုက်လေသည်အဘသည်ခေါင်းရင်ဘက်ဝါကုတ်ပစ်ပေါ်တွင်နှီးထိုးနေရမှသူ့ကြက်ဖာကြီးကိုမရောက်ရဲနိုင်သော ပီတိအဟုန်ဖြင့်ကြည်နေ၏အဘ၏မျက်လုံးများသည်ကျင်းနှက်လွန်းလာသဖြင့်တဝင်းဝင်းတောက်ပနေလေသည်အဘ ాయి အမူအရာကိုသိမည်မဟုတ်တော့လဲကံကောင်းသည်အောင်မြင်၍ပြက်သားကြည်လင်သောအတန်ကို ထက်မှန်ပြုပြန်သည်အဘမူကားခေါင်းတညိမ့်ညိမ့်ဖြင့်ကြည်နူးနေတော်၏ထိုစဉ်တွင်ကြက်ခတ်ဝက်ခတ်များဖြင့်ကာယံထားသည့်ခြံစည်းရိုးဇက်စီမှကြက်တအုပ်သည် တကောကောအုံမြီကြလျက်အစာရှာနေကြသည်ကြည်မြ၍ပီတလှသည့်ကံကောင်း၏တွန်တန်ကိုကြားလေတိုင်းလဲထိုကြက်အုပ်သည် နေရာတွင်ဇုံရက်ကြကလေတိုင်းကြီးများဆန့်ထုတ်ရင်းနားစွင့်နေတတ်ကြသည် အဘသည်ကြက်တို့ဤတဘာဝကိုကြည်ရင်စိတ်ကြည်လန်းနေလေ၏အဘရေနွားတွေလွတ်ကုန်ပြီတော့အတန်ကိုကြားယုံမြဖြင့်လုံမာလီမှန်အဘတီသည်အဘဤမြင်ကွင်းထဲဝယ်ဇရောက်ကြီးကြီးတဝေဝေတဖားဖားနှင့်ဂရိုက်ကြိုက်ပြေးဝင်လာရင်စိုးရင်တကြီးအော်ဟစ်၍ပြောလိုက်သောလုံမာလီသည်အိမ်ရှိဘူးစင်နိုင်ကိုကင်လျက်အဘအားမျက်နှာငယ်လေးဖြင့်ကြည့်နေလေ၏ လုံမာလေး၏ယင်မာအပြေးလွှားလာခဲ့ရသဖြင့်လှိုင်းထနေလေသည်အဘသည်လုံမာလေးကိုခတ်ကြောင်ကြောင်တွေးကြည့်နေရမှဟဲ့လုံမာလေးရဲ့နှွားတွေကိုလှမ်းမထားလို့လားထားပြီကောအဘရဲ့လုံမာလေးသည် ဖြင်းညံ့အင်ကြီးပေါ်မှတိုင်းချီထားသည်အဘ၏ပစိုးကိုဖြုတ်ခါနဖူးဇန်ဇပေါ်မှချွေးသီးတွေကိုတုံရင်ဖြေလိုက်သည်။လန်ထသမို့ဟာဘဲ့နာကြောင့်လွတ်ရတဲ့တုံးကွ။မှုတ်ဖူးဘရဲ့ နွားတွေလှန်ထားတော့တောင်ပိုင်းကဆန်ထူးရဲ့သူ့ကြာလေးဆွဲပြီးရောက်လာတယ်။တဲလက်ခတ်တကူလှန်ထားတဲ့နွားတွေကြိုးဖြုတ်လွတ်ပြန်ပြီးထင်တယ်ဒီကောင်ဒီလိုကြီးပဲ။အဘသည်လုံမာလေးထံမှစကားကိုစုံအောင် နားမထောင်သေးပဲထင်မြင်ချက်ပေးလိုက်သည်။လုံမာလေးသည်ဘူးစင်အောက်မှထွက်လာရင်စိတ်မရှိနိုင်ဟန်ဖြင့်ခေါင်းပေါ်မှသပင်တွေကိုတပြင်းပြင်းကုတ်ပြစ်လိုက်သည်။ကျုပ်ပြောမယ်စကားလဲစုံအောင်နားထောင်စမ်းပါအောင်ဘရဲ့ ကျုပ်နွားတွေလှန်ထားတဲ့နေရာကိုစံထူးရဲရောက်လာပြီးဟဲ့လုံမာလေးတဲ့နင့်နွားတွေထဲမှာတဲ့ကြာလေးနဲ့တိုက်ဖက်ဆိုလို့တကောင်းမှမရှိဘူးတဲ့ကြာလေးကဒီရွာမှာဒိတ်တဲ့အဘရဲ့အဲ့ဒါအဘသည်လုံမာလေးဤစကားကိုကြားရသောအခါမျက်လုံးကျဲသွားတော်သည်ဒီတော့ကြာလေးနှင့်တိုက်ရောလာဟလုံမာလေးရဲ့လုံမာလေးသည်ဥကောင်းကို ဖြည်းဖြည်းညှိရင်းအင်းအဲ့ဒါဒီပြင်နွားတွေပါ ကျိုးပြုတ်ပြီး ကစင်ကလျာထွက်ပြေးကုန်တာပဲလုံမာလေးသည်အဖဤကွပြင်းနှုံးတွင်ဝင်၍တင်ပလွဲထိုင်လိုက်သည်မိုက်လိုက်ပါပြီတော့လုံမာလေးရာအဖသည်နှီးထိုးနေရမှဓားကိုဘေးချကာညင်းညင်းညူညူဖြင့်ကွပြင်းပေါ်မှဆင်းလိုက်သည်လုံမာလေးလည်းအဖကိုကျဉ်းသာစွာကြည့်နေသည်မှအပဘာမျှလဲမတတ်နိုင်တော့ပြီအဖမှာရိုးသားလာသောလုံမာလေးခမရကိုမစူရက်မပူရက်တော့လဲ တော်ကြာရွာတွေက ဟင်းကင်းတွေဝင်စားလို့ခွန်ကြီးခွန်ငယ်ပြောရဆိုရမှမြင်ကြီးသေးတယ်လုံမာလေးရဲ့ဟုညီတော်လိုင်းပြီသည်အထိစိတ်ထိ kait သွားရှာသည် ခြေရင်းပတ်အဖြစ်ရှိကျိတ်ဆုံဆုံလက်တန်းပေါ်မှနေ၍စောစောကအာဘာတရတွန်လိုက်သောကံကောင်းကိုပင်တည်င့ငမိသွားမိသည်ဟုတ်ပေသည်တလောတုံးကလည်းနွားတွေလွတ်သွားဘူးသည် ရွာလယ်မှမေခါဤကိုင်းကိုဝင်ဆွဲသည်ဖြင့်စေအင်းကောင်းဖိုးသားစင်နှင့်ကြောက်ကဆဖြစ်ခဲ့ရဘူးပြီး ဒီအတွက်အဘခမညာမှာစိတ်ထဲကထင်သွားရှာသည် လုံမာလေးသည်တညင်းကြီးတညူညူနှင့်ထွက်သွားသည့်အဘ၏ကြောပြင်းကြီးကိုကြည့်ကာရင်ထဲကဖိုနေမိလေ၏လုံမာလေးငယ်ငယ်ကဖြစ်လေသည်လုံမာလေးတို့နေထိုင်ကြသည့်အုပ်ဖိုးရွာသည်ပန်းတနော်မြို့နှင့်မဝေးကွာလှပေမဲ့မြို့စရိုက်နှင့်အတန်းငယ်အလန်းဝေးလေသည်ထိုစဉ်ကပန်းတနော်သည်ပင်မြို့ဟုဆိုရတော်လဲရွာကြီးတရွာနှင့်မကြားပေပန်းတနော်မြို့ကလေး၏အရှိပြားငရစ်ချောင်းပိုင်းတွင် နွားတိုက်ပွဲလှုပ်လေလှုပ်ထားလဲရှိရာ အနီးပတ်ဝန်းကျင်ရှိအုတ်ဖိုးကစင်းငူဆက်နရွာဂုံမင်းပြက်လင်းမဲလင်းပြောစသောရွာများမှာပင် အဆိုပါနွားတိုက်ပွဲသို့လောင်းကစားရန်စုဝေးလာလေရှိကြလေ၏မှတ်မှတ်ရရဆိုရလျင်ထိုနေ့သည်ကစုံလာသန်း9ရက်နေ့ဖြစ်ပေ၏အဘသည် အုတ်ဖိုးရွာတွင်သာမကရွာနီးကျုပ်ဆက်ကိုပင်အဘဤခြံပေါက်ထိတ်ကွက်ကြောင်ကြော်ကြားနေသူဖြစ်လေသည် ထိတ်ကွက်သည်တကိုယ်လုံးပိမ့်ပိမ့်နဲ့နေတော်လဲထိတ်ကွက်အဖြူလေးကထင်ရှားလာသည်တနေ့လုံးတွင်ထိတ်ကွက်ဟေ့ဟုဆိုလျင်နွားတိုက်သူများဖိမ့်ဖိမ့်တုံသွားကြစမြဲဖြစ်သည်ထိတ်ကွက်၏ဥโจသည်တုတ်ခိုင်သည်လေတိုင်းကခတ်အားဝေ့အားကိုလိုသလိုပေးနိုင်စွမ်းသည်နွားပေါက်ပင်ဖြစ်တော်လဲထောက်ကောင်းသည်အလုံးဖန်တောင့်တင်းသည်တိုက်ပြီးဆိုလျင်တက်လုံးကလည်းကောင်းလှပေသည်ထို့ကြောင့်အဘသည်ထိတ်ကွက်အတွက်ဖြင့် ရွာနီးကျုပ်ဆက်၌ထင်ရှားနေတော့သည်ငထွန်းမိဖို့တို့မိကြော်တို့ကိုသွားခေါ်စမ်းငါမလဲသူတို့ကျေးဇူးရှိတယ်လက်ရင်ကြီးထဲ့ကျင်ထဲ့ပါစေကဆုံလာစမ်း6ရက်လာမင်းကြီးသည်အုပ်ဖို့ရွာဤတရက်တော်ပေါ်တွင် မေးတင်လျက်ရှိလေသည်အဘသည်ကွပစ်ပေါ်၌လက်ဖက်ရည်ချမ်းတိုးနှင့်ထိုင်းနေရာမှညီဝန်းငွယ်ကိုထွန်းအားဒေါ်ဖော့ဒေါ်ကျော့အပြိုကြီးညီမကိုခေါ်ခိုင်းလိုက်၏အဘသည်နွားတိုက်ပွဲ၌ သူ့နွားထိတ်ကပ်နှစ်သားတက်ရမည်ဆိုပါကမြည်သူကိုမြလက်ရင်ကြီးထဲ့ခွင်မပြုကြီထိတ်ကွက်ကိုအလွန်ယုံကြည်စိတ်ချသည်ဖြစ်၍အဘတူဦးသည်သာ လက်ရင်ကြီးလောင်းလေရှိလေ၏တို့ရာတွင်နောက်တနေ့ကစုံလာသန်း9ရက်နေ့တွင်ငရစ်ချောင်းပိုင်း၌တိုက်မိပွဲအတွက်မူလက်ရင်ကြီးကများပြရာအပြိုကြီးညီမကိုလည်းကျေးဇူးဆက်သည့်အနေဖြင့်လက်ရင်ကြီးသည်ထဲ့ပေးခြင်းသည်နတ်ပြန်တိုက်မိပွဲ၌ထိတ်ကွက်ပင်နိုင်မည်ဟု န်ဒီကမယုံကြည်သောအဘအဖို့မူဒေါ်ဖော့နှင့်ဒေါ်ကျော်အားလက်ရင်းကြီးထဲ့ခွင် ပေးသည်မှာတော်ယုံစေတနာမဟုတ်ပေ။နွားတိုက်ပွဲကျွဲတိုက်ပွဲနှင့်ကြက်တိုက်ပွဲတို့တွင်လက်ရင်းကြီးလက်ဖျားကြီးဟူ၍ရှိ၏။ပွဲမစမီကြိုတင် လောင်းထားသောခြေသည် လက်ရင်းကြီးဖြစ်လျက်ပွဲ၏အခြေအနေကိုအကဲခတ်ပြီးမှလောင်းသောခြေမှလက်ဖျားကြီးဖြစ်လေသည်။လာကြဟဲလာကြ နတ်ဖြံတော့ကျွန်းထိတ်ကဖိုးတယ်ငါ့ကိုငွေပေးရအောင်လာလိုက်မယ်အဲ့ဒါနင်တို့ညီမကိုလည်းဝေစုပေးခြင်းလို့ငထွန်းလွှတ်လိုက်တာပဲလက်ရင်ကြီးတဲ့၄900လောက်တော့ပါခြင်းပါပေါ့ကိုထုံးဤနောက်မှာရှေ့စဉ်နောက်စဉ်ဝင်လာကြသည်ဒေါ်ဖော့ဒေါ်ကျော့အပြူကြီးညီမကိုအဘကခီးရောက်မဆိုင်ပြောလိုက်၏အဘဤလက်ဖက်ရည်ချမ်းဝိုင်းကလေးသည်စောစောကတည်းစူပြေနေလိမ့်ပြီရွာထဲမှာဝါသနာအိုးတွေနဲ့တိုက်တိုက်ဝုန်းဝုန်းရှိလာသည် ကျုပ်တော်အဘကလက်ရင်းကြီးအဝေမခံတာနဲ့လက်ဖြားကြီးပဲလောင်းရမှာပဲငွေတောင်နဲနေလို့ကြည်တဲ့ကစဘာနဲ့တွေမတန်တဆဈေးနဲ့ရောင်းပြီးကမန်းကနန်းငွေရှာထားရတယ်။ကရင်ကြီးဖသာထောသည်ဆေးဘကြီးပကြောင်ငုံလျက်အာရပါရပြောရှာသည်။အုတ်ဖိုးရွာတရွာလုံးပင်နက်ပြန်နွားတိုက်ပွဲသို့မိโกဒိတ်သွားကြမည်ဖြစ်သည်။ကျုံးထိတ်မှ ဖိုးတဲ့ဤစင်ပေါက်နှင့် အုပ်ဖို့မှဘာဤထိတ်ကွက်တို့တိုက်ကြမည်ပွဲမှာပွဲကြီးပွဲကောင်းပင်သို့ရာတွင်နေတောင်အောင်ဟိုးလေးတကျော်ဖြစ်နေသော ထိတ်ကွက်ဤရွာကန်အုပ်ဖို့ရွာသားတို့မှမူရှင်ဣဇာဂောနာခိကကဲ့သို့ကြေးရှိကြေးကျိုးခဲရှိခဲကျိုးဖြစ်နေကြတော်၏ငွေကိုရနိုင်သည်မျှစုနေကြတော်၏ငထွန်းနဖန်တော့ပွဲကြီးပွဲကောင်းပဲကွတို့ရွာကလည်းမိကိုတိတ်သွားကြမှာပဲကျွန်းထိတ်သားတွေကလည်းတို့လိုပဲနေမှာပဲရန်တွေပါတွေမဖြစ်အောင်တော့ထိမ့်ရမယ် ငရဲ့ချောင်းပိုင်းကစံအောင်ကြီးတို့ကိုလည်းကူညီညာထိမ့်ပေးဖို့ပြောထားအားလုံးပြန်သွားကြသောအခါ၌အဘသည်ညီဝငွေကိုထွန်းအားနတ်ပြည်အတွက်စီစဉ်စရာရှိသည်များကို အသေးစိတ်မှားချနေလေသည်၆နှစ်ရွယ်လုံမာလေးခမားမမူအဘ၏ပေါင်ပေါ်၌အိပ်ပျော်နေပေပြီမနစ်ကတဲ့ကခမားရဲ့နွားနဲ့ကျုပ်နွားတိုက်တင်မတိုက်တင်စဉ်းစားလာတာဒီနှစ်တော့ကမ္မတကာထားပြီးထိတ်ကွက်နဲ့စင်ပေါက်တိုက်တော်မယ်လို့ဆုံးဖြတ်ထားတယ် ဘာဖြစ်လို့ဒီလောက်စဉ်စဉ်စားစားလုပ်ရသလဲဆိုတော့ခမည်းရဲ့ထိတ်ကွက်ကကျုပ်တို့တနယ်လုံးမှာ ဖိမ့်ဖိမ့်တုံနေတာလဲဒီကြောင်းကျုပ်မှာငွေမတက်နိုင်တာလဲဒီကြောင်းပေါ့ဗျာဒီနှစ်မှာတော့ကျုပ်တို့ရွာမှာစဘာကလေးကောင်းကြတော့လက်ရင်ကြီးပဲဖြစ်ဖြစ်လက်ဖျားကြီးပဲဖြစ်ဖြစ်သူတို့လောင်းမရစေလို့ဆိုလာကြတာကိုဗျာဒါကြောင့်စင်ပေါက်နဲ့ထိတ်ကွက်ကိုကစုံလာစမ်း9ရက်နေကြရင်ငရစ်ချောင်းမှာတိုက်ချင်လို့ အဘသည်တညာလုံးအိပ်၍မပြောနိုင်မီ။နတ်ပြန်တွင်မိမိဤထိတ်ကွက်က စင်ပေါက်ကိုကံသေးကမနိုင်ရမည်ဟုအကျွင့်မဲ့ယုံကြည်သည်ဖြစ်၎င်းမိမိတို့ပန်းတနော်တနယ်လုံးရှမ်းရှမ်းတောက်နေသောထိတ်ကွက်အားအန်တုမီရန်သူတော်ပေါ်လာရဲသည်ဖြစ်၎င်းအုပ်ဖို့ကထိတ်ကွက်ကိုဘာမှုလဲမှုစရာလားကျုပ်တို့ကျွန်းထိတ်ကစင်ပေါက်နဲ့တွေ့ရင်ခံနိုင်ရိုးလားကျုပ်တို့ကျွန်းထိတ်ရွာမှာလဲနွားကောင်းရှိတယ်ဆိုတာပြခြင်းလို့ပါ ချလိုပါနဲ့ကျုပ်ရွာသားတွေကလည်းမခံညင်စကားပြောကြတယ်ဗျဆိုတော့ဖိုးထယ်ဤပြောစကားအရာ၎င်းအဘမှာတော်တော်နှင့်အိပ်၍မရခဲ့ကြည်အဘအိယာမနိုးသောအခါဆုံးငံဝင်ပေပြီကိုထွန်းသည်ထိတ်ကွက်အတွက်လိုလီသည်မရှိအောင် ပြုစုလျက်ရှိသည်အဘဤအိမ်၌လည်းတရွာလုံးမှာဝါသနာအိုးတွေစုပြုံလျက်ရှိကြပြီဒေါ်ဖော့နှင့်ဒေါ်ကျော့တို့လည်းငွေအိတ်ပိုက်လျက်အမြိုက်သာရှိနေကြလိမ့်ပြီအုပ်ဖို့တရွာလုံး နွားတိုက်ပွဲတို့လှုပ်လှုပ်ရွရွဖြစ်နေကယခင်ယခင်ရက်များတဲ့စီကားနေတဲ့အောင်ထင်မှတ်ရလိမ့်ဤနွားတိုက်ပွဲမှာမွန်လွယ်၃နာရီတွင်စမည်ဖြစ်တော်လဲအဘဥဆောင်သောအဖို့ရွာသားများနှင့်ဖိုးထယ်ကောင်းဆောင်သောကျွန်းထိပ်ရွာသားများသည်မွန်တဲ့ချင်းကလေးကငရစ်ချောင်းသို့ရောက်နှင့်နေကြလိမ့်ဤနွားရှင်များဖြစ်သောအဘနှင့်ဖိုးထယ်တို့ကဲ့သို့ပင်ထိတ်ကွက်နှင့်စင်ပေါက်နွားကြီးနှကောင်မှလည်းကြွကြွရွရွရှိလာပြီသည် အလုံးထဲဒေါက်စသည်တို့မှာမတိတ်မရင်ရှိတော်လဲစင်ပေါက်တဲ့ထိတ်ကွက်ကတိုက်ရည်ရှိသည် အသားကြသည်ပွဲတိုးပေါင်းများသည် စင်စစ်တော်ထိတ်ကွက်သည် စင်ပေါက်တဲ့နိုင်ကြီးရှိလေသည် ထို့ကြောင့်အုပ်ဖို့ရွာသားများသည် ဝင့်ဝင့်ဝါဝါရှိလာသည် ကျွန်းထိတ်ရွာသားများကလည်းအညံ့မခံပြီခြေပြားတထောက်ထောက်ပင်တို့နေပင်အချိန်သည်ဆေးလာလေတော့၏ အဘနှင့်ဖိုးတယ်တို့သည်နှစ်ဦးသောတူဒိုင်လူကြီးနှစ်ဦးရွေးချယ်ပြီးလေပြီ။နွားတိုက်ကွင်းဖြင့်တတ်မှတ်ထားသည့်လေကွက်ငယ်တစ်ခု၌ဘေးပတ်လေတွင်နွားတိုက်ပွဲကြည့်ရန်နေရာယူထားကြသူများနှင့်ပြည့်နှက်နေပေတော့သည်။ထိုအချိန်တွင် ကိုထုံးသည်ထိတ်ကွက်ကိုဆွဲလျက်ကြောစံသည် စင်ပေါက်ကိုဆွဲလျက်မြစ်စိတ်စီမှအသီးသီးတက်လာကြ၏။အဘနှင့်ဖိုးတယ်တို့သည် ကြေးကြီးလောင်းသူများနှင့်နွားရှင်များဖြစ်ကြသည့်အားလျော်စွာလက်ရင်းကြီးတစ်ထောင်နှစ်ရာစီကို ဒိုင်လူကြီးတို့ဤလက်ဝဲသို့အပ်လိုက်ကြလေသည်ဒိုင်လူကြီးများကအချက်ပေးလိုက်သည်နှင့်တပြိုင်နက်ဖိုးထဲဤစင်ပေါကြီးကိုကြော်စံကတိုက်ကွင်းထဲသို့ထုတ်သွားလေတော့သည်ထိုစဉ်ကျွန်းထက်ရွာသားတို့သည်တခဲနှံအားပေးလိုက်ကြလေ၏မကြမီဒိုင်လူကြီးများကထိတ်ကွက်ကိုကွင်းထဲထုတ်သွားရန်အချက်ပေးလိုက်သဖြင့်ကိုထွန်းသည်ထိတ်ကွက်ဤနဖားကိုမြဲမြဲကင်ပြီးကွင်းထဲဆွဲထုတ်သွားလေသည်ထိုသောအခါ၌လဲအုပ်ဖို့ရွာသားများဤဩဘာတန်းကြီးသည် မိုးပေါ်သို့ရှန်တက်သွားပြန်လေတော့သည်။နွားကြီးနှကောင်မမူတကောက်ငိုတကောက်မြင်လိုက်ကြသည်နှင့်တပြိုင်နက်ကနာမငိန်ကြတော့ပဲရိုးရိုးရွတာဖြစ်လာကြလေတော့၏။လွတ်တော်ဒိုင်လူကြီးကနောက်ဆုံးအချက်ပေးလိုက်သောအခါကိုထွန်းနှင့်ကျော်စံတို့သည်မိမိတို့ကင်ထားသောနွားများကိုလှုပ်ခါကွင်းပေးဘက်သို့လျင်မြန်စွာပြေးရှောင်သွားကြလေ၏ချုပ်ကင်ထားရာမှလွတ်ပေးလိုက်သောခဏ၌ထိတ်ကွက်နှင့်စင်ပေါက်သည့် တကောင်တကောင်ရန်ဆောင်မနေကြတော့ပဲတအားပြေးဆောင်ကထိတ်ချင်းတိတ်ထားပြီးဒလကြံဝှေ့ကြလေတော့သည်ပွဲကြီးပြိသက်တို့မှလည်းငြိမ်စိတ်ခါနွားနှကောင်တွင် အာယုံစိုက်နေတော့၏နွားနှကောင်သည် သူနိုင်ငါနိုင်သဘောမျိုးမဟုတ်ပဲသူသေးငါသေးတဲတဲမဲမဲကြီးဝှေ့နေကြသည်ထိတ်ကွက်သည်လေတိုင်းတုတ်ချင်းချိုးခင်းကြခြင်းတို့ကြောင့်ပြေးရပြေးရစောင့်လိုက်တိုင်းပင့်ကောကောလိုက်တိုင်း အသေးရစရာအားရစရာကောင်းလာတော့လဲစင်ပေါ့မူလဲလုံးမတောင်းလာပဲဂျိုရင်အနေငယ်လှီသည်ဖြင့်အားမရစရာဖြစ်နေ၏နွားနှကောင်သည်10မိနစ်ခန့်ဒလကြမ်းခက်ရမ်းရမ်းခက်ကြမ်းကြမ်းဝှေ့ဆောင်ညပြီးနောက်စောစောကလောက်မတက်ကြတော့ပဲ ထိတ်ချင်းတေးထားက အကွက်ကိုချောင်းမြောင်းလာကြတော့သည်ဤသို့တကောင်တကောင်ပညာသားပါပါချက်ကောင်စောင့်ညာရ၌ဖိုးထယ်ဤစင်ပေါ့သည်အဘဤထိတ်ကွက်ကိုမမိပေ တိုက်ရီဝါသောထိတ်ကွက်တွင်တပန်းတာနေလေသည်ထိတ်ကွက်နှင့်စင်ပေါက်သည်ခေါင်းကျင်းတိတ်ဆိုင်ကအကြံယူနေကြစင်၌စင်ပေါက်သည်ထိတ်ကွက်ထံအမောဖောက်နေလေသည် အုပ်ဖို့ရွာသားတို့သည် အမောဖောက်နေသောကျွန်းထိပ်ရွာမှ စင်ပေါအားတယောသောနေဖြင့်ထိတ်ကွက်ကိုမြှောက်နေတော်သည်စင်စစ်တော်စင်ပေါသည်တက်လုံးမကောင်းကြီးနှကောင်သလုံးခေါင်းကျင်းတေထားရာမှထိတ်ကွက်က ရှေ့သို့အာယူလိုက်တိုင်းစင်ပေါမှာ နောက်သို့တရွေ့ရွေ့ ဆုပ်၍ဆုပ်၍သွားလေသည်ဤသို့စင်ပေါက်နောက်ဆုပ်သည်မှာအကွက်ရှာရန်နှင့်အာယူရန်နောက်ဆုပ်ခြင်းဖြစ်လိမ့်မည်ဟုထင်ရတော့လေစင်ပေါက်ဆုပ်လာသည်မှာတစ်ဖက်ကင်းဆက်သို့ပင်နီးကပ်လာပြီဖြစ်ရာမကြမီတွင်စင်ပေါက်ပြေတော်မီမှာတေချာနေတော့သည် အုပ်ဖို့ရွာသားတို့သည်တစ်ဖက်လူမခန့်ခြင်းဖြစ်လာအောင် ထိတ်ကွက်ဘက်ကနလေးတလေးဟေးလောင်ရရင်ထွက်ခဲ့ကြဟုအော်ဟစ်ခါလက်ဖြားကြီးခေါ်ကြလေ၏ ကျုံးထိပ်ရွာသားတို့ကအသက်ကိုယ်မြရဲရဲမရှူကြတော့ဘဲမိကိုရေနှစ်တတ်ထားတဲ့သူငြိမ့်နေကြတော့၏ဆင်ပေါက်သည်ကွင်းထိပ်နှင့်ကတ်သွားသောအခါနောက်ခြေများကိုတအားကန်ထားပြီးထိတ်ကွက်ကိုကြံ့ကြံ့ပြန့်ခန့်လေသည်အကယ်၍သာဆင်ပေါက်သည်တက်လုံကောင်းပါကထိတ်ကွက်ကိုတဟုန်တို့တိုက်ခိုက်လိမ့်မည်ဖြစ်တော်လဲယခုမူကြံ့ကြံ့သာခံထားနိုင်တော့သည်ဤချိန်၌အုပ်ဖို့ရွာသားများသည်ညာသင်ပေးကတခဲနှင့်အော်ဟစ်လျက်ရှိနေကြတော်လဲ ကျွန်းထိပ်ရွာသားတို့မှမူတုတ်တုတ်မြမလှုပ်ကြတော့ကြည်ဤသို့အပြင်ကျွန်းထိပ်မှစင်ပေါက်နွားကြီးသည်ရှုံးညေပေါ်လျက်ရှိနေရာမှ အချိန်နေတမျိုးတစ်ပုံပြောင်းလဲသွားပြန်သည်တစ်ဖက်စီးအနီးတွင် နိုင်ပေါက်ဖြင့်ဖိ၍ခတ်နေသည့်ထိတ်ကွက်သည်အသားများတဆက်ဆက်တုံရင်၍လာကာမစင်ချေးများဒလဟောပန်းလီတော့သည် စင်ပေါက်လဲကြံ့ကြံ့ခံယုံမှတပါးဘာမှမတက်နိုင်ပြီး ို့ရာတွင်ထိတ်ခွက်သည်ဆက်လက်၍မဖိနိုင်တော့ဘဲချင်းများသာမရက်တန်းပန်းနေလေတော့၏ဝမ်းမရက်သည်နှင့်အမြလဲထိတ်ခွက်မှာပုံမို့၍အသားများတုံနေရှာတော့သည်ထိတ်ခွက်သည် တွေဝမ်းကဲ့သို့ချေးပါမရက်တော်သောအခါ၌ကျွန်းထိတ်ရွာသားများသည်စူးစူးညံ့ညံ့လှုပ်လှုပ်ရွာ့ရွာဖြစ်လာပြန်လေ၏ဟေးအုပ်ဖိုကထိတ်ခွက်ကြီးကြောက်ချေးတွေပါပကုန်ပါဟစင်ပေါ့กว่าတစ်ချက်သေးကျုံးလိုက်စမ်းဟေးထိတ်ခွက်ပြေးတော်မယ် ကျွန်းထက်ရွာသားများသည်အာရုံနေကြရမှ၎င်းတို့၏စင်ပေါကြီးကို အားပေးကြပြန်လေ၏စင်ပေါကြီးသည်စည်းစံ၌ပေ၍တင်းခံနေရမှကျွန်းထက်ရွာသားများ၏ညာတန်းကို ကြားလိုက်ရသောခဏတွင်တိတိသားသားလှုပ်ရှားအားတက်လာဟန်ဖြင့်ပြန်လည်ခုခံစပြုလာတော့၏နွားတိုက်ပွဲသည်ကြည်ကောင်းလာပြန်လေသည်စင်ပေါသည်စောစောကကဲ့သို့ပေခံမနေုံမျှမက ခုခံတိုက်ခိုက်စပြုလာခြင်းတွင်ထိတ်ကွက်ဖို့ ဝမ်းမြာဒလဟောသွားလျက်အသားဆက်ဆက်တုန်နေရှာတော့သည် မကြမီပင် စင်ပေါက်သည် ထိတ်ကွက်အားရှိစုမဲ့စုအင်အားဖြင့်ပြေး၍စောင့်လိုက်ရာ ပွဲကြီးပြိတ္တများဤနှုတ်များမှာဟာကနေဟင်ကနေအာမေရိတ်တန်များပေါ်ထွက်လာသည်အထိပင်ဖြစ်တော်သည်ထိတ်ကွက်မှာတွေဝမ်းတွေဒလဟောသွားနေရသည်ထဲစင်ပေါက်ဤတိုက်စစ်သူပြောင်းလဲသောဒဏ်ကိုမခံနိုင်တော့ဘဲရိမ့်ရိုင်းစပြုလာတော်သည် အုပ်ဖို့ရွာသားများမှစိတ်သက်ကြဆင်းညလီပြီအဘလည်းမျက်နှာပြက်လျက်ထိတ်ကွက်၏အခြေအနေကိုအံ့ဖွယ်သရဲအကဲခတ်ခါအမားယွင်းတစ်ခုခုတော့ရှိနေပြီဟု ထင်မှတ်လေလေ၏နောက်ဆုံးတွင် ဝမ်းမရက်သည့်ထိတ်ကွက်ခမား စင်ပေါ့ဤဥကင်းပြားတွင် အသက်ပြောက်လျက်တိုက်ကွက်အတွင်းအလဲမှာပင်တုံးလုံးလဲကျသွားခဲ့ရတော်သည် အုပ်ဖို့ရွာသားများဖို့ရှိသည်မဝမ်းသာစဘာများကိုပါမှောက်သွန်ရောင်းချလျက်လောင်းကစားရသည်ဖြစ်ရာ ထိတ်ကွက်ရှုံးသွားလျင်ပင်အလုံးချွတ်ချုံကြကုန်လီတော့သည်အဘမှာလဲရှုံးသည်မြမကချစ်လာစွာသောနွားကြီးထိတ်ကွက်ပါဆုံးမရသဖြင့်ယင်းထုမနာအဖြစ်ကြီးဖြစ်ရရှာတော့သည်ဤကဲ့သို့အဘခမယာစိတ်ထိတ်ကြိုက်နေခြင်းတွင်ကျွန်းထိတ်ရွာမှစင်ပေါကြီးဤသခင်ဖိုးထဲတို့လူစုနှင့်အဘဤညီဝန်းခွဲကိုထွန်းတို့မှမူငရစ်ချောင်းဤအရှိပြားမှမူဥပင်နှံအဝဲစကားအချီချဆူလျက်ရှိကြလေ၏ ဒါတော့ကြုံမတက်နိုင်ဘူးလေခမားထည့်ထားတဲ့လရင်ကြီး200အတွက်ပဲရမှာပေါ့ဒီလိုမလုပ်ပါနဲ့ကိုဖိုးထည်ကျုပ်ဘက်ကလည်းပြန်ကြည့်စမ်းပါဦး200လောင်းတာ200ပဲအနိုင်ပေါ်ကျင်နေဆိုရင်ကျုပ်ကိုရဲ့ထိတ်ကွက်ဘက်က လောင်းမှာပေါ့နှစ်ဆလိုချင်လို့ကျုပ်ဟာကျုပ်ကိုရဲ့ထိတ်ကွက်ကိုအစာကျွေးရင်ကနခိုးရီရောကျွေးရတာကိုထဲ့စဉ်းစားအောင်မော်ပေါ်ဗျကျုပ်သာထိတ်ကွက်ကိုကနခိုးမကျွေးရင်ခမားတို့စင်ပေါက်နိုင်မာတဲ့လားဒါကြောင့်ကျုပ်ကိုတော့ဂရီတိုင်း400ပေးပါကိုဖိုးထည်ရာ ခမားကတော်တော်ခတ်တဲ့လူပဲငွေချင်းလောင်းတာဗျဂရိတွေတစ္ဆာတွေထဲ့မပြောစမ်းမှနဲ့ခမားအတီပြောနေတာလားကိုဖိုးတယ်ကိုထွန်းဒီဒေါသလည်းဖြစ်ခံလဲခံပြင်းလုံးသဖြင့်ခက်ဆက်ဆက်မေးလိုက်ကြုတ်ကလေးမဟုတ်ပဲကိုင်ခမားကကလေးမဟုတ်ရင်ကြုတ်ကခုတ်တယ်ဗျာပြောပြောဆိုဆိုပင်ကိုထွန်းဒီအသိဉာဏ်ယူလာသောငှက်ကြီးတောင်ဓာဖြင့်ဖိုးထယ်အားစင့်၍စင့်၍ပိုင်းလီတော်၏ ကျွန်းထိပ်ရွာသားများကလည်းကိုထွန်းအားချမ်းသာမပေးကြတော့ဘီနွားတိုက်ပွဲနှင့်ဆက်ရက်လူတိုက်ပွဲဖြစ်ခဲ့ပြန်ရာနွားတိုက်ပွဲ၌ထိတ်ကွက်တကောင်တည်းသာတည်ဆုံတော်လဲလူတိုက်ပွဲ၌မူဖိုးထယ်နှင့်ကိုထွန်းနှစ်ယောက်တေကြယုံမျှမကကျွန်းထိပ်ရွာမှကြောစံပူကြီးနှင့်အောင်ရတို့သုံးဦးပင် အတွင်းလူနာဖြစ်ကြရလေ၏အဘသည်စကြက်တွင်လှန်ထားရာမှ လုံမလေးဤမခန့်ခြင်းစိတ်ကြောင့်လွတ်ထွက်သွားသောနွားများကိုဆွဲလျက် ။အုပ်ဘိုးရွာနောက်ဖက်မှတရတော်ကို ဖြတ်၍ရွာဘက်သို့ဝင်လာလေ၏။ပင်စီကြီးမသလောက်မြင့်လာသည့်နတ်တဲ့ညိုပင်ကြီးအောက်သို့ဝင်ပြီးသောခဏ၌အဘသည် ပင်ချေကုန်းမြင့်ကလေးကို ကြည့်ကာစိတ်မကောင်းစွာညှိလိုက်လေသည်။ဩထိတ်ကွက်ကြီးထိတ်ကွက်ကြီးမှန်မိသည်။တရံယောခါကနွားတိုက်ပွဲတွင် ကြဆုံးခဲ့သည့်အဘအီရဲမှထိတ်ွက်ကြီးအားဤနဲ့တဲ့တရက်ပင်ကြီးအောက်တွင် မြုံနံခဲ့သည် မဟုတ်ပါလား အဘဒီနွားများကိုဆွဲကာရှေးပြေဟောင်းများကိုအောင်းမေရင်ရွာထဲသို့ဝင်လာလေ၏။အုပ်ဖို့ရွာကရခင်တုံးကလိုမဟုတ်တော့ပီ။ဟိုတုံးကဆိုလျင်စဘာပေါ်ချိန်မှစ၍နောက်ထပ်စိုက်ပျိုးရန်မပြင်းစင်မီတော့တွင်အားလက်ချင်းလေးတွင် ကြက်တိုက်နွားတိုက်ဖြစ်တာချိန်ကုန်ခဲ့ရတော့လေ။ယခုမူစဘာပေါ်လျင်ဂုံလျှောဂုံလျှောပေါ်လျင်မြေပဲစသဖြင့်သုံးသီးစာတီးတဲ့စိုက်ပျိုးနေကြပြီဖြစ်လျာ။ အလက်ချိန်၌လေးကျင်သောစိတ်ပေးကျင်သောစိတ်များကုန်ခန်းနေပြီဖြစ်တော်သည်အဘသည်နွားများကိုဆွဲလျက်ခြံဝိုင်းတွင်သို့လှမ်းဝင်သောအခါဝယ်အဘအင်မတန်မျက်နှိုးလှသည့်ကံကောင်းသည်အိမ်ခေါင်ပေါ်မှနေ၍နီးရဲသော တောင်ပံနှစ်ဖက်ကို ပြင်းပြင်းရိုက်ခါအာရပါရတွန်လိုက်လေသည်ကံကောင်းသည်အဘအားစီးကြိုနှုတ်ဆက်လေဟန်တကားရှေ့သို့ကြာနေအတွဲသုံးအမှတ်ကို15ရက်9လ1963ခုနှစ်